အားလုံးပဲမင်္ဂလာပါရှင်မချနာတရင်ကြာနေရဲ့မေလာ၁၄ရက်နေ့ရေဒီယိုစစောတက်ဆက်ပြတော်မှာဖြစ်ပါတယ်မြန်မာနိုင်ငံအထက်ပိုင်းကိုဇွန်လ၁ရက်နေ့နောက်ပိုင်းမုတ်တုံဝင်မိတ်လို့အညူကြီးအထောက်ပြန်ပါတယ်မြင်းတို့ကြည်တရာမှာစစ်ကောင်စီရှနိပူပေါင်းတပ်တွေနဲ့ KNA တို့တပ်ဖွဲ့ဖြစ်ပေါ်နေပါတယ်မချနာဘက်ကလမ်းပိုင်းရာတိုက်ပွဲတွေကြောင့်စစ်ပေသေးဆောင်လာကြတဲ့ဆက်ဆောင်ဒေတာခံတထောင်ကျော်အဖက်ဖက်မှာခက်ခဲနေပါတယ်စားရတဲ့လူတွေကိုတင်ဆက်ပြတော်မှာပါကျမတို့အစီအစဉ်တက်ဆက်တူမနေဖြစ်ပါတယ် မြန်မာနိုင်ငံအထက်ပိုင်းဝန်ဆောင်လာတဲ့ရနေနောက်ပိုင်းမှုတုံဝင်မဲလို့အင်ယူဂျီကထုတ်ပြန်ပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါကချင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေကိုဇွန်လတရက်နေ့နောက်ပိုင်းမုတ်တုံလေဝင်ရောက်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးအနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသကိုဝင်ရောက်နေပြီလို့ဆိုပါတယ် ဒါကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်နေ့ကနေ26ရက်နေ့အတွင်းမုတ်တုံဝင်နိုင်ပြီးမြန်မာနိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းကိုတော့ဇွန်လ3ရက်နေ့နောက်ပိုင်းမှာဝင်မှာဖြစ်တယ်လို့သိရပါဗျ။မုတ်တုံလေတိုက်ရင်တော့လေထဲမှာရေခိုးရုံလေးပါလာပြီးမိုးရွာသွန်းတာကြောင့်မြန်မာနိုင်ငံကိုမုတ်တုံဝင်တဲ့အချိန်ကိုမိုးရွာတည်လို့တတ်မှတ်ထားရလဲဖြစ်ပါတယ်။မုတ်တုံဝင်ရောက်ချိန်မှာတော့ကုန်းမြေပေါ်မှာလည်းမုတ်တုံလေဖြစ်အားနေရဝင်းနေဖြစ်ပေါ်နိုင်တာကြောင့် နေရာကွက်မိုးကြီးတာမိုးတီးကြွေတာလေပြင်းတိုက်ခိုက်တာနဲ့ရုပ်ကြီးရေလွမ်းမိုးတာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း NUG ကတတိပေးထားပါတယ်။လာမယ့်မေလ16ရက်နေ့အထိကတော့တနင်္ဂနွေလုံးအတိုင်းတာအနေနဲ့မိုးရွာနိုင်ပြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ဒီလိုလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 3393တင်းတဲ့တစ်ကို ဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကျွန်တော်ကလမ်းပိုင်းအတိုက်ပွဲတွေကြောင့်စပေးတေးရှောင်းလာကြတဲ့ဆက်ရှောင်းသထောင်ချောအဖက်ဖက်မှာခက်ခဲနေပါတယ်။ထရီစာကတင်ဆက်ပေးမှာပါ။ဖကမြို့လုံခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာကကချင်နှချင်းခရိယာတင်တော် KBC ဖျားကြောင့်မှဆိတ်ဆောင်လာကြတဲ့ဆိတ်ဆောင်ဒေသခံတွေအတွက်အစားအသောက်နဲ့နေရာတိုင်းကင်းတွေလိုအပ်နေတယ်လို့ဆိတ်ဆောင်ကူညီပေးနေတဲ့သူတို့ကမြင့်နာတဲ့တင်ကြနေကိုပြောပါရယ်။ကို နေတာကတော့ကျွန်တော်တို့ဖះเจ้าကစတင်เจ้าဆောင်တွေမှာအဆင်ပြေလို့နေကြတယ်အစားတောက်နေရာထိုင်ခင်းတွေလည်းခက်ခဲတယ်ငွေကြေးပိုင်းလည်းခက်ခဲတာပေါ့ရင်းနဲ့အိမ်သားတွေလည်းလိုအပ်နေတယ်နေတဲ့လူကြီးရင်းနဲ့ဖះเจ้าဝင်းကတည်တဲ့အတွက်ပေါ့မိုးစီစာ KBC ဖះเจ้าဝင်းမှာဖွင့်ထားတဲ့အတင်းတော်အခြေပြုเจ้าမြူရှာကျောင်းအတင်းတော်အခြေပြုမြူရှာကျောင်းအောင်ဆောင်မှာဆေးရှောင်တွေခလုံးနေကြတာဖြစ်ဖြစ်တောင်ပွင့်ကာလာရောက်ရင်ဆေးရှောင်တွေအတွက်နေရာထိုင်ခင်းအခက်အခဲဖြစ်လာမှာကိုစိုးရိမ်နေတယ်လို့လည်းဆိုပါတယ်အထက်ပါဘုရားကျောင်းမှာ နှစ်ရာချေရွာချက်ကဆစ်ဆောင်ဒေသခိုင်အိမ်ထောင်စု46စုလူဦးရေ166ဦးလာရောက်ဆစ်ဆောင်နေပြီးအမျိုးသမီးနဲ့ကလေးတွေများတယ်လို့သိရပါတယ်မောရင်ကာလာရောက်လာပြီဖြစ်တာကြောင့်မောစီစာဖျားကြောင်းကဆိတ်ဆောင်တွေအတွက်နေရာထိုင်ခင်းတွေနဲ့အများသောအိမ်သားတွေအရေးတကြီးလိုအပ်နေတယ်လို့လည်းဆိုပါရယ် မိုစီစာတောင်ပေါ်ဘုံကြီးကျောင်းမှာလည်းဆစ်ဆောင်လာရောက်ခလုံးနေကြတဲ့သူတွေရှိပြီးစာဝတ်နေရအတွက်ကုညီထောက်ပံ့မှုလိုအပ်နေတယ်လို့ခေါပကသူဦးကမြစ်နာတဲ့ဂျာနယ်ကိုပြောပါရယ်အော်ဟိုတော့လေဟိုတော့လေတာကြီးသင်ရတော့မရင်းပြီးတော့မများဘူးကြည့်ရတယ်တော့မရပြေးနေပါသေးဘူးအဲ့ဒါတောင်းဝင်ကြီးပါပဲကြာကြာကြီးနဲ့ညပြစ်လာရင်တော့တောင်းဝင်ကြီးရဲ့ဆက်ဆက်ဖြစ်လာမှာ လက်ရှိအချိန်အထိတော့အမောစီစာတောင်ပေါ်ဘုံကြီးကျောင်းမှာ900ကျေးရွာကမောစုပ်ကျေးရွာဘက်ကအလူရဲ့52ဦးလာရောက်ခုံလုံးနေကြတယ်လို့သိရပါတယ်။ဖကမြူကကထန်ယံကတဲ့ထေဆန်ယံနမ်ဖြက်ဆိုင်းအောင်ဆိုင်းတောင်စဘောအမောစီစာရှိဒီယံယူမာရှရောခနမောဖားပြင်တွေကဆစ်ဆောင်စကန်တွေမှာ900အချက်ပဲကျေးရွာတွေကဆစ်ဆောင်လာကြတဲ့လူဦးရဲ့1140ဦးရှိတယ်လို့သိရပါတယ်။ ဖကံပေမတက်လာနိုင်တဲ့ကမွန်ဆုပ်ဆိုင်ပရာစဘောနဲ့နိုင်ရချေရွာကစေရှောင်းဒေတာခန်1232ဦးကတော်ထင်းမှာစစ်ပေးသိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့ကလေးကမြချနာဖကံလမ်းပိုင်းစစ်ကောင်စီအားစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရင်နေတာကြောင့်တိုက်ပွဲဖြစ်ပွားလာမှာကိုစိုးရင်ဒါကြောင့်သိမ်းရှောင်ခေကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကမြစ်ချနာဖက်ကန်လာအပြင်အင်ဒိုဘက်ကနေစစ်ကြောင်းအလွန်အရင်ထိုးလာကြတာဖြစ်ပြီး KNA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေပါတယ်။မွန်ရင်ခဲအင်တော်ကြည်တရာကစနေကုံအင်တာကြီးရွာပံမှာကချိုလိုက်ရေးတမတော် KNA နဲ့ရှနိစကောင်စီပူပေါင်းတပ်တို့ဒီကနေ့မနေ့အစောပိုင်းကလေးကတိုက်ပွဲဖြစ်ပွားနေလို့သိရပါတယ် စကောင်စီနေရှင်နီရဲ့စနေပူပေါင်းတပ်ဖွဲ့ကဆွေချောင်းသွုံဝင်ရောက်လာတာကြောင့်တပ်ဖွဲ့ဖြစ်ပေါ်နေရဖြစ်တယ်လို့အင်းတို့ကြည်ကြောက်ခံသူကမချနာတဲ့ရင်ကြောင့်ကိုပြောပါရယ်ဒီခဏမနက်ပိုင်းကနေစနေကုန်ဘက်ချမ်းမှာလည်းလက်ချေပစ်ကတ်တန်တွေကြာနေရပြီးဆွေချောင်းသွုံဝင်ရောက်လာတာကြောင့်တပ်ဖွဲ့ဖြစ်ပေါ်နေရလို့ကြားသိရကြောင်းနောက်ထပ်တိရခံသူကလည်းဆိုပါရယ်တပ်ဖွဲ့ဖြစ်ပေါ်နေတဲ့စနေကုန်အင်းတပ်ဖွဲ့ကတိရခံတွေကတော့နှိစက်ရအောင်ရှောင်းသိမ်းသွားကြပြီဖြစ်တယ်လို့သိရပါရယ် တရက်ပိုင်းတွင် energy တရားကိုဟိုပင်ကနယ်လနဲ့ချိဖြစ်ကတာမရှိပေမဲ့လင်းပြောင်းဝင်မှုရောရှိနေလို့သိရပါတယ်ပြီးခဲ့တဲ့လပိုင်းကလေးကစကောက်စီဟာ energy တရားကိုလေချောင်းနဲ့ပုံကြိုတက်ခိုက်တာအပြင်မြေပြင်မှာဆင်အားတိုးပြီးလနဲ့ချိဖြစ်ကတာတွေလောက်ဆောင်ခဲ့တာဖြစ်ပါတယ် ဒီပလာနစနေရနေမွန်လဲဝင်းကလေအင်တာနက်ဆွေးကုံကြီးဝါရီကိုစကောက်စီယာချက်ဖိုက်တာလေးစီနဲ့ပြခတ်တက်ခိုက်ခဲ့ပြီးချက်ဖိုက်တာလေးစီနဲ့ပြခတ်တက်ခိုက်ခဲ့ပြီးအရသာထိခိုက်တာနဲ့အနေထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်စကောက်စီယာအပြည့်ရကာလာကိုမေလကုံအထိထပ်တိုးထားတာဖြစ်ပေမဲ့နိုင်ငံတော်အလေးချောင်းတက်ခိုက်မှုတွေလောဆောင်နေပြီးမြင်ပြမလေးတိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်အချက်အသေးကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ် ဆက်ကဲနီလန်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝန်းမှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နီလန်လေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်သောကာရီဖြစ်ပါတယ် ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရိမ်မှုတွေရှင်းကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိษွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ် နှင့်လက်ရှိပစ္စုပန်ကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထိအတွေ့ညင်ခွေးတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုး လုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစီမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာ ဥပမာညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာ အယောင်ချေတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆောက်ကစားရမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမားကြီးနဲ့စိတ်ပိုင်းဆိုင်ရာဂျမားကြီးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာဂျမားတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသော အနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေလျော့နေနေနိုင်ပေမယ့်ရေဓာတ်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်6ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ် ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးသုံးစွဲတာ ိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီမိမိအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆလင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7ဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ဒီနာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။